မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့ Grapeful မြန်မာစာကို သင်ကြားပေးမယ်ဒီချိန်မှဖြစ်ပါတယ်သားတို့သမီးတို့ရေဒီချိန်တော့မြန်မာနိုင်ငံမှာလဘဏ္ဍလာရှိလဲဆိုသားတို့သမီးတို့စဉ်းစားကြည့်ပါဦးဟုတ်တယ်ဒီချိန်တော့နိုင်ငံမှာလ12လရှိရဲ့အဲ့ဒီ12လမှာလေသူ့ယာဒီအလိုက်ပွင့်နေပန်းကလေးတွေရှိတယ်အဲ့ဒါကြောင့်ဒီချိန်ကအခုတင်ငဲစာ28ပန်းမျိုးစုံကြီး12လယာဒီတင်ငဲစာကိုသင်ကြားပေးမှဖြစ်ပါတယ် သမီးတို့ရေဒုတိယတန်းမှာဆိုရင်လေ12လရာသီမှာရှိတဲ့ပွဲတော်တွေအကြောင်းကိုသင်ကြားခဲ့ကြရတယ်နော်တတိယတန်းရောက်တဲ့အခါမှာလေဥဒုသုံးလူမြန်မာပြည်ဆိုတဲ့သင်ကစားနဲ့ပတ်သက်ပြီးဘယ်ကနေဘယ်လားထိຫນွေဥဒုမိုးဥဒုစောင်းဥဒုဆိုတာကိုတအားသမီးတို့သင်ကြားခဲ့ကြရတယ်ဘယ်ဥဒုမှာဘယ်ပန်းနေပွင့်တယ်ဆိုတာကိုလည်းသင်ကြားခဲ့ရတယ်နော် ဒါပေမဲ့လာတလာချင်းစီမပွင့်တဲ့ပန်းတီအချောင်းကိုတော့တအားတို့သမီးတို့မတင်ကြခဲ့ရရဘူးအခုစစ်တုပ်တာထဲမှာတော့လာတလာချင်းစီမပွင့်တဲ့ပန်းကလေးတွေအချောင်းကိုတအားတို့သမီးတို့တင်ကြရမယ်စနလရာသီလိုက်ပွင့်တဲ့ပန်းကလေးတွေအချောင်းကိုဒီချေနဲ့အတူတူလိုက်ဖက်ကြည့်ကြရအောင်နော်မြန်မာစကားမှာရာသီမသိပန်းနဲ့ညှိဟူတဲ့ဆိုရစကားရှိတယ်တအားတို့သမီးတို့ရာသီမသိပန်းနဲ့ညှိဆိုတာကတော့ဒီချေတို့မြန်မာနိုင်ငံမှာစနလရာသီရှိတယ်လို့ပြောခဲ့ရနော် ဆနလရာသီဆိုတာကတော့မြန်မာလာရီဖြစ်ကြတဲ့တကူးကစုံနေယုံဝါဆိုဝါကောင်တော်တလင်းတရင်ဆိုတဇောင်းမုံနတ်ကျော်ပြာတို့တဘိုးရဲတပေါင်းဆိုရက်လာဆနလဖြစ်တယ်အဲ့ဒီလာဆနလရဲ့လာတိုင်းမှာလဲတူလာနေသူပွင့်တဲ့ပန်းကလေးတွေရှိတယ်ဒီချေတို့ကလာတွေကိုမိနေမယ်ဆိုရင်တော့အခါရာသီလိုက်ပွင့်တဲ့ပန်းတွေကိုကြည့်ပြီးတော့မြည်သီးလာမြည်သီးရာသီရောက်ပြီဆိုတာကိုခံမှန်းတွက်ဆနိုင်ပြီလို့ဆိုလိုခြင်းဖြစ်တယ် ဆိုယူဆိုတာကတော့အစင်လာတရှိနေတဲ့အဆိုအမိန်ကိုပြောတာဖြစ်တယ်။ရာသီအလိုက်ပွင့်တဲ့ဘန်းတွေဟာညီတို့ကွဲပြားခြားနာကြတယ်နီ။ပါလို့သမီးတို့စဉ်းစားကြည့်စပါဦး။ဒီချေတို့လူတွေမှာလည်းလူတယောက်နဲ့တယောက်ပုံသဏ္ဍာန်အသားအရောင်တူညီကြသလားမတူညီကြဘူးနော်အဲ့လိုပဲပန်းတွေမှာလည်းတစ်မျိုးနဲ့တစ်မျိုးမတူညီပဲ꿰ပြားခြားနာကြတယ် မြန်မာနှစ်ဦးတကူလာရဲ့ယာတီဘန်းကတော့ဂန်းကော်ဘန်းနဲ့ဘရောက်ဘန်းတို့ပွင့်ကြတယ်။ဂန်းကော်ဘန်းကတော့အဖြူရောင်ပွင့်စက်လေးချက်တို့ရဲ့အလယ်မှာရွှေဝိုင်းအောင်ဝစ်ဆန်တို့ဖြင့်တော့ပါစောပွင့်လင်းကြတယ်။ဂန်းကော်ဘန်းနဲ့အတူနှစ်သစ်ကိုကြိုးစွသောအနေနဲ့ဘရောက်ဘန်းဟော်ဝါတို့ကလည်းဝဝေဆဆဖူးပွင့်ကြတယ်။ဘရောက်ဘန်းဟာဆိုရင် အနံမွေးပြီးတော့ရွှေဝိုင်းအောင်ပန်းပွင့်ရဲ့အခိုင်လိုက်ပွင့်တဲ့ပင်စတစ်မျိုးဖြစ်တယ်။ တာဝန်သမီးတို့ရေတကူလာမှာဆိုရင်ရောဘာပွဲတော်တွေရှိကြတာလဲစဉ်းစားကြည့်ပါဦးဟုတ်တယ်တကူလာမှာဆိုရင်လေတီချေတို့မြန်မာတွေအရန်ပြောကြတဲ့ဗကြံပွဲတော်ရှိတယ်ဒီချေတို့အခုဆက်ပြီးမြန်မာလာရဲ့ဒုတိယလာဖြစ်တဲ့ကဆုံလာမှာပွင့်တဲ့ပန်းကလေးချောင်းကိုဆက်ဖက်ကြည့်ကြမယ်။ကဆုံလာရဲ့ရာသီပန်းကတော့သကဝါပန်းဖြစ်ပြီးတော့ကဆုံလာရောက်ပြီးဆိုတာနဲ့ရှူဝါရောက်သကဝါပန်းတို့လှလိုင်းပွင့်ကြရတယ်။ စကောဝါပန်းတို့ရဲ့ပွင့်ဖက်ကနူးညံ့လှပပြီးအနံ့မွေးတဲ့ပန်းပွင်းနဲ့အမြဲစိမ်ပင်ဆောင်တစ်မျိုးဖြစ်တယ်။ပုပ်ပားဒေသမှာဆိုရင်စကောဝါပန်းများပွင့်ရမည်ဖြစ်တဲ့အတွက်စကောဝါမြေလို့လည်းတင်စားခေါ်ဝေါ်ခဲ့ကြတယ်။ကောက်လို့သမီးတို့ရေကဆုံလာမှာရောဘာပွဲတော်ရှိလဲစဉ်းစားကြည့်ပါဦး။ဟုတ်တယ်ကဆုံလာမှာတော့ညောင်ရီသွုံးမွက်ရှိရဲ့။ အခုဒီခြေကဆက်ပြီးတော့မြန်မာလာရဲ့၃လမြောက်ဖြစ်တဲ့ຫນွေကုန်မိုးစာကာလနေုံလောက်မှာဆိုရင်တော့ဇပယ်ပန်းတွေလှလိုင်းပွင့်ကြတယ်နေုံလာရဲ့ရာသီပန်းလို့သတ်မှတ်ကြတယ်အစိမ်းအောင်ခြုံနေပင်ပေါ်မှာပွင့်နေတဲ့ဖြူဖြူပွေးပွေးဇပယ်ပန်းကလေးများရဲ့ယနေ့ဟာပဝင်းစဉ်တစ်ခုလုံးကိုတင်းပြတ်မှုလျက်ရှိတယ်နေုံလောက်မှာဆိုရင်ရောဘာပွဲတော်ရှိလဲတအားသမီးတို့စဉ်းစားကြည့်ပါဦး ဟုတ်တယ်နေုံလာမှာစာပြန်ပွဲရှိတယ်။စာပြန်ပွဲဆိုတာကတော့ယူကခွင်မှာဆိုရင်ပထမပြန်စာမွေးပွဲကိုပြောတာဖြစ်တယ်။ဒီချေရုရောသားတို့သမီးတို့ရောအတန်းတန်းတန်းကိုကူပြောင်းဖို့အတွက်စာမွေးဖြည့်ခဲ့ကြရတယ်။အဲ့လိုပဲဖုန်းကြီးတွေမှာလည်းစာမွေးဖြည့်ကြရရဲ့။ဒီချေကအခုဆက်ပြီးမြမလာများရဲ့လေးလာမြောင်ဖြစ်တဲ့ဝါဆိုလာမှာဆိုရင်မြက်လေးပန်းနဲ့ပုံမြက်ပန်းတို့ပွင့်ကြတယ်။မြက်လေးပန်းကိုတော့ဝါဆိုလာရဲ့ရာသီပန်းလို့သတ်မှတ်ကြတယ်။ ညလေးပန်းဟာဆိုရင်ခြုံငွေပန်းအမျိုးအစားဖြစ်ပြီးစပယ်ပန်းပွင့်နဲ့အပွင့်မုံတဲ့တူတယ်။ညလေးပန်းကိုပန်းတကာထဲမှာအမွှေးဆုံးပန်းလို့လည်းသတ်မှတ်ခဲ့ကြတယ်။ညလေးပန်းမှာဆိုရင်အဖြူရောင်အညီရောင်အဝါရောင်ဆိုပြီးတော့အယောင်၃ယောင်ရှိတယ်။ညလေးပန်းဟာဆိုရင်အလွန်မွှေးပြီးအဖြူရောင်အပွင့်ငယ်များပွင့်တဲ့ပန်းမင်တစ်မျိုးဖြစ်တယ်။ပုံညက်ပန်းကတော့အနံ့မွေးပြီးအဖြူရောင်ပန်းအခိုင်လိုက်ပွင့်တဲ့ပင်းဆောင်ပန်းတစ်မျိုးဖြစ်တယ်။ တောင်သူမီတို့ရေဝါဇိုလာမာရောဘာပွဲတော်ရှိလဲဆိုတာစဉ်းစားကြည့်ပါဦး။ဟုတ်တယ်ဝါဇိုလာမာတော့ဝါဇိုပွဲရှိတယ်။ဝါဇိုပွဲကိုတော့အများအဖြစ်ဝါဇိုလာပြည့်နေ့မှာပြုလုပ်ကြတယ်။ဝါဇိုလာပြည့်နေ့မှာဆိုရင်ဂေါရမမြတ်စွာဘုရားရှင်ဟာတရားဥဒ္ဓမစကြာကိုဟောတော်မူတဲ့နေ့လည်းဖြစ်တယ်။အရာကြောင့်ဝါဇိုလာပြည့်နေ့ကိုညှိထူးနေ့မြတ်ဖြစ်သတ်မှတ်ကြတယ်။ အားကြောင့်ဒီချေတို့ကဝါဆိုလာပြင်းနေမှာဝါဆိုသင်္ကန်းကတ်လူချင်းနဲ့ဝါဆိုပန်းကတ်လူချင်းတို့ကိုပြုတ်လုံကြတယ်။ယခုခါမှာတော့မြန်မာလာများရဲ့ငားလာများကဖြစ်တဲ့ဝါကောင်လာရဲ့ယာတီပန်းကြောင့်ကိုပြပြမယ်နော်။ဝါကောင်လာရဲ့ယာတီပန်းကတော့ခက်တာပန်းဖြစ်တယ်။ခက်တာပန်းဤအသွင်မှာရှေ့သွဲ့သွဲ့ပွင့်ပွက်တို့ဖြစ်ဖျားဝေကတင့်တွေစွာပွင့်ကြပြီးအပွင့်ပုံစံကွဲသောခက်တာပန်းရောင်စုံများလည်းရှိကြတယ်။ တောက်ဟုတ်သမီးတို့ရေဝါကောင်လာရေပွဲတော့ဘာဖြစ်မလဲဆိုတော့တောက်ဟုတ်သမီးတို့စဉ်းစားကြည့်ပါဦးဟုတ်တယ်ဝါကောင်လာမှာဆိုရင်တော့စာရေးတံမဲပွဲရှိတယ်စာရေးတံမဲဆိုတာမဲတံလို့ခေါ်တယ်ဝါချမ်းစစ်ကလေးများရဲ့ထိပ်ပိုင်းမှာ ဖုံးတော်ကြီးများရဲ့ဘွက်ရည်သားရဲ့ထိပ်ပြားကလေးများပြုလုပ်ထားရတယ်ဖုံးင်းချောင်းများအနေနဲ့ရဟန်းတော်များရဲ့စရင်ကောင်းယူပြီးစွန့်ဆိုင်အီရွဲ့အနေနဲ့လိုက်မဲဖောက်ပြီးစွန့်ဆိုင်များကိုပူကြရတယ် ယဟန်တော်များဆုံးကိစ္စအခက်ခဲအဆင်ပြေစေရန်အတွက်ဖြစ်တယ်။အခုဒီခြေကဆက်ပြီးတော့မြန်မာလာများရဲ့6လမြောက်ဖြစ်တဲ့တော်သလင်းလာရဲ့ရာသီဘန်းကိုပြပြမှာဖြစ်တယ်။တော်သလင်းလာရဲ့ရာသီဘန်းကတော့ရင်းမာဘန်းဖြစ်ပြီးတော့ရင်းမာဘန်းရဲ့အယောင်ကတော့စိမ့်ဝါယောင်ဖြစ်တဲ့အဆုတ်လိုက်ပွင့်နေ။အပင်ရဲ့အကိုင်းခတ်တို့မှာကဲလျက်ပွင့်လျက်ရှိပုံမှာထူးခြားလာတယ်။ရင်းမာဘန်းဟာဆိုရင် အခက်လိုက်ရက်တံထွက်ပြီးတော့ပွင့်ကိုင်းများပွင့်တဲ့သစ်မာပင်စည်းတစ်မျိုးဖြစ်တယ်။သားတို့သမီးတို့ရေတော်သလင်းလာရဲ့ပွဲတော်ကတော့မဖြစ်မလဲစဉ်းစားကြည့်ကြပါဦး။တော်သလင်းလာရဲ့ပွဲတော်ကတော့လေပြိုင်ပွဲဖြစ်တယ်။သားတို့သမီးတို့ရေမြန်မာလာရဲ့ခုနှစ်လမြောက်ကဘာသာဖြစ်မလဲဆိုတော့သားတို့သမီးတို့စဉ်းစားကြည့်ကြပါဦး။မြန်မာလာရဲ့ခုနှစ်လမြောက်ကတော့သတင်းချွတ်လာဖြစ်တယ်။ သတင်းကျွလမှာဂျာပန်များဖူးဖွင့်ကြလို့သတင်းကျွလအရာဒီဘန်ကဂျာပန်ဖြစ်တယ်နော်အဲ့ဒီအချိန်မှာဆိုရင်လေခွင်းချောင်းကန်တို့မှာဂျာမျိုးစုံဖူးဖွင့်အလှဆင်ကြတယ်ဂျာပန်ရဲ့ပုံစံတန်းကအရွယ်ဝင်းပြီးတော့အပွင့်ရဲ့အယောင်က အဖြူအနီးအဆရှိသဖြင့်ပွင့်ကြတယ်ပွင့်ပြီးရေရင်ပေါက်တဲ့အပင်တစ်မျိုးလည်းဖြစ်တယ်ဂျာပန်မှာဂျာ၅မျိုးရှိတယ် ဘရုံမကြပုံရိပ်ကြကုမုံတော်ကြဂျာနီဂျာညိုဟူပြီးတော့ဂျာငါးမျိုးရှိတယ်။တချို့တွေဆိုကိုရဲ့ချင်ဝင်အိမ်ဝင်းနေမှာလဲစိုက်ပျိုးကြတယ်။သားတို့သမီးတို့ရဲ့အိမ်မှာရောစိုက်ပျိုးထားကြလား။တရင်ဇူလာရဲ့ပွဲတော်ကတော့တအားတို့သမီးတို့စဉ်းစားဆရာမလိုဘဲနဲ့တောင်းပြကြပါပါ။တရင်ဇူလာရဲ့ပွဲတော်ကတော့တရင်စုမီးချုံပွဲတော်ဖြစ်တယ်နော်။မြမလာရဲ့ရှီလောင်များဖြစ်တဲ့ဒဇောင်မုံလာရဲ့ယာတီပန်းကတော့ခက်ဝဲပန်းဖြစ်တယ်။ နွယ်ပင်မျိုးဖြစ်ပြီးအရွယ်စိမ်းများနဲ့ light patterning တွေစွာပွင့်လင်းရှိကြတယ်။ဒါလို့သမီးတို့ရေဇာမုံလရဲ့ပွဲတော်ကဘာဖြစ်မယ်လို့ထင်တယ်လဲစဉ်းစားကြည့်ပါဦး။ဟုတ်တယ်ဇာမုံလရဲ့ပွဲတော်ကတော့ကထိန်ပွဲဖြစ်တယ်။မြမာလာရဲ့ကိုလာမြဖြစ်တဲ့ဆောင်းလာရာဒီမှာပွင့်တဲ့နဒေါ်လာရဲ့ရာဒီပန်းကတော့သစင်မန်းလို့သတ်မှတ်ကြတယ်။ရိုးရန်ရှိမှာအပွင့်ဖြူဖြူသေးသေးလေးတွေအစီရီတွေတန်းပြီးပွင့်နေတဲ့တံတန်းဟာနွဲ့နေနောင်နောင်ရှိလာတယ်။ တစ်နှစ်မှတခါပွင့်တဲ့တစ်ခွပင်မျိုးစားလေးဖြစ်တယ်။တရုတ်သမီးတို့ရေနဒေါ်လာရဲ့ပွဲတော်ကမဖြစ်မယ်လို့ထင်လဲစဉ်းစားကြည့်ပါဦး။နဒေါ်လာရဲ့ပွဲတော်ကတော့စာဆိုတော်ပွဲဖြစ်တယ်။အခုဒီဆက်ကဆက်ပြီးတော့မြန်မာသားများရဲ့ဆယ်လမ်းမြောက်ဖြစ်တဲ့ပြာသူလာရဲ့ရာသီပန်းကိုပြပြပေးမယ်။ပြာသူလာရဲ့ရာသီပန်းကတော့ခွာညိုပန်းဖြစ်တယ်။ပြာသူလာရောက်ရင်အညုံရင်ရောင်ပွင့်ချက်တို့ရဲ့အလဲမှာဖြူဖွေးတဲ့ဝစ်ဆန်တိုင်းများပါတဲ့ခေါညူပန်းက ပတဲ့ဖူးငုံများနဲ့အတူဖူးကွင်းလာကြတဲ့နွေပင်မျိုးဖြစ်တယ်။ခွာညိုပန်းရဲ့ရင်နှံဟာတင်းပြင်းပြင်းရင်နှံရှိတဲ့ပြာသူလာရဲ့ပွဲတော်ကတော့မြင်းခင်းသဘင်ပွဲဖြစ်တယ်။အခုဒီချက်ကဆက်လက်ပြီးတော့မြန်မာလ12လရှိတဲ့ထဲက17လမြောက်ဖြစ်တဲ့ဒူရဲလာရဲ့ရာသီပန်းကိုပြပြမယ်။တဘူရဲလာရဲ့ရာသီပန်းကတော့ပေါက်ပန်းနဲ့လဲပန်းလို့သတ်မှတ်ကြတယ်။ ောက်ပန်းဟာဆိုရင် အနီးအပွင့်များ ပင်လုံးကျုပ်ပွင့်နဲ့ပင်ဆောက်ပင်ကြီးတစ်မျိုးဖြစ်တယ်။လဲပန်းဆိုတာကတော့လက်ပံပင်ကိုဆူလိုခြင်းဖြစ်တယ်။လဲမိုးထွက်တဲ့အတီးတီးတဲ့ပင်ဆောက်ပင်ကြီးတစ်မျိုးဖြစ်တယ်။ရဲရဲနေနေတဲ့ပောက်ပန်းနဲ့လဲပန်းကလေးများဟာအရွယ်စိမ်းများကြားမှာလှပစွာပွင့်လန်းကြတယ်။ဒေဝရဲလာရဲ့ပွဲတော်ကတော့ချက်မနေပွဲဖြစ်တယ်။ဘာလို့သမီးတွေရောစောင့်ကြရလား။ မြန်မာလဆန္ဒလရှိတဲ့အနက်ကနောက်ဆုံးလဖြစ်တဲ့တပေါင်းလမှပွင့်တဲ့ပန်းလီချောင်းကိုဒီချေကပြပြမယ်။တပေါင်းလဟာစောင်းအကုန်နွေကူအပူချိန်အလွန်ပြင်းတဲ့ကာလဖြစ်တယ်။တပေါင်းလရဲ့ရာသီပန်းကတော့တရဖီပန်းဖြစ်တယ်။တရဖီပန်းရဲ့ပုံစံကဝစ်ဆန်ဝါဝါပွင့်ဆက်ပြပြနဲ့ဝှေ့ပြက်တဲ့တရဖီပန်းလေးဖြစ်တယ်။တရဖီအပင်ရဲ့အကိုင်းခက်တွေဟာရှက်ပြီးပွင့်တဲ့ပုံမှာထူးခြားလာတဲ့ပင်ဆောက်ပင်တစ်မျိုးဖြစ်တယ်။ ပွေပြန့်တဲ့ therapy ပန်းရဲ့ရနန်းကထူးခြားလာတယ်။ဒါတို့သမီးတို့ရေတပေါင်းလာရဲ့ပွဲတော်ကဘာဖြစ်တယ်လို့ထင်လဲစဉ်းစားကြည့်ပါဦး။ဟုတ်တယ်တပေါင်းလာရဲ့ပွဲတော်ကတော့သဲပုံစီဒီပွဲဖြစ်တယ်။ကင်းဝင်မင်းကြီးကစန္ဒလာယာတိပန်းများအကြောင်းကိုကြပြားလေးတစ်ပုဒ်ဆက်ဆူခဲ့တယ်။ဒီခြေကအရင်ဆုံးတစ်ခေါက်ဆူပြမယ်နော်။ပန်းငန်းကိုရွှေစကားဝေသားနုစပင်မှန်မြလေးခတ်တာနှင့်ရွှေရင်းမှာကြခွဲ ွဲစားနှင်းလျင်သဇင်ကျန်ခွာရန်ပေါလေပွင့်ဝင့်ခဲရွှေဖီမင်းတင်းထုံနှံကဲဟု၍စာဖွဲ့ခဲ့ပါတယ်ဒီချက်ကတစ်ခေါက်ဆိုပြပြီဆိုတော့အခုဒီချက်နဲ့အတူတူ like ဆိုကြည့်ကြရအောင်ပန်းငင်ကိုရွှေစကားငွေသားမြတ်စပင်မင်းမြလေးခတ်တာနှင့်ရွှေရင်မာကြခွဲဖွဲစားနှင်းလျင်သဇင်ကျန်ခွာရန်ပေါလေပွင့်ဝင့်ခဲရွှေဖီမင်းတင်းထုံနှံကဲဟု၍စာဖွဲ့ခဲ့ပါတယ် မြမရင်မြီတို့တောင်တဘာဝနဲ့အညီရာသီအလိုက်ဖူးပွင့်ကြတဲ့ပန်းညာဟာမတူညီကြတော့လေစနလရာသီဘလုံးမပြက်အောင်အယောင်သွေးစုံလင်စွာဖူးပွင့်ကအလှဆင်ကြတယ်ရာသီအလိုက်ပွင့်သောပန်းညာဟာပွင့်သည့်အချိန်ရာသီအလိုက်ပုံတဲ့အယောင်အစင်အနဲ့အမျိုးမျိုးကွဲပြားခြားနာကြောင်းကိုသိရှိခဲ့ကြရတယ်အချို့သောရာသီပန်းများဟာတင်ငန်းဆောင်ရင်ပေါ်ပြထားတဲ့ပုံစံတိုင်းမဟုတ်ဘဲနေရာဒေသပုံမူတည်ပြီးအပွင့်ပုံစံကွဲပြီးအယောင်ကွဲများရှိနိုင်တယ်။ ဒါကြောင့်သဘောဝတရားရဲ့အလှတရားများကို လူသားတိုင်းတန်ဖိုးထားမြင်လို့ထားတဲ့လို့အပ်လာတယ်။ဒီချေတို့အခုဆက်ပြီးဖဆာဆာမျက်နာ90%မှရှိရဲ့ပန်းမျိုးစုံကြီးစန္ဒရာဒီမှရှိရဲ့အကြောင်းအရာဓာတ်ပုံတွေကိုကြည့်ပြီးအနစ်ချုပ်စရာကိုရည်ကြည့်ကြရမယ်။တာရုသမီးတို့ဆာမျက်နာ90%ကိုကြည့်လိုက်ပါ။ဆာမျက်နာ90%မှာပြထားတဲ့အတိုင်းစရာ၃ခွက်ချပြီးလာအမီ ရာသီအလိုက်ပွင့်တော့ပန်းအယောင် ပုံသဏ္ဍာန်ထူးခြားချက်များကိုရေးရမယ်။လအညီမှာဆိုရင်တဘူးကလာကနေပြီးတော့တပေါင်းလာအထိ12လလုံးလုံးကိုရေးရမယ်။နှုတ်မူနာနေနဲ့ဒီချေကတကူလာကိုလုတ်ပြထားတယ်။လာမီအောင်မှာတကူးလာရာသီအလိုက်ဖွင့်သောပန်းအောင်မှာဂန်ကော်ပဲအယောင်ပုံတရံရဲ့အောင်မှာကအဖြူရောင်ပွင့်စက်၄ခုနဲ့ရွှေဝါရောင်ဝတ်ဆံလေးတွေရှိတယ်လို့ရေးထားတယ်နော်။တတော်သူမီးတို့လည်းနောက်လာတွေကိုစိတ်ရည်ကြည်ကြရအောင်ရေးနိုင်မယ်လို့လည်းဒီချင်းမျှော်လင့်ပါတယ်။ တချေတင်ကြမှုကတော့ဒီလောက်ပါပဲเนาะဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်เนาะဘိုင်ဘိုင်